ဘုကင်းဒီလာမကျိုးစိုးပါရရှင်ဒီနေ့ကစုံဘူးတင်လုံနီးလေးလုတ်ပြมาဖြစ်ပါတယ်လုံနီးလေးကလည်းအရန်ကိုလွယ်ကူပါတယ်เนาะသူ့ရရသားလေးကလည်းအတွင်းသားလေးကအီလေးနဲ့အရန်ကိုစားကောင်းပါရရှင်ကစုံဘူးတင်လုံရန်အတွက်ကိုကစုံဦးကြီးနှလုံးကိုဒီမှာအသုံးပြုပေးမယ်ကစုံဦးတွေကိုရေစေးတန့်စင်ပြီးတော့ဒီလိုအကွင်းလေးတွေသီးပြီးတော့ပေါင်းမဲ့စကားကွက်ထဲကိုထည့်ပြီးမိနစ်20လောက်ပေါင်းပေးပါမယ်မိနစ်20လောက်နေထားမှာကစုံဦးတွေနူမနူခရင်လေးနဲ့ထိုးကြည့်မယ်เนาะဒီလိုနေထားလေးရော ်ပြီဆိုရင်တော့ရပါပြီ။ကဲကစုံဥတွေကိုချိတ်ဆက်တဲထည့်ပြီးတော့ချိန်ပေးပါမယ်ရှင်။ကစုံဥပူတင်လို့ဖို့အတွက်ကိုဒါမွှေးပြောင်းကုန်မုံတစ်ထုံလုံးဒီမှာသုံးပေးမှာဖြစ်ပါတယ်။ချိုရတာအတွက်ကတော့တကြားကိုထမင်းစားစုံနဲ့ငါးစုံစာဒီမှာထည့်ပေးပါတယ်။အုံနို့ဘူးသေးတစ်ဘူးထည့်ပါတယ်နော်။အုံနို့ဘူးသေးက160မီလီရှိပါတယ်။အုံနို့ဘူးသေးကိုရေလေးကျင်းပြီးတော့နောက်ထပ်ရေတစ်ဘူးစာထည့်လိုက်တယ်။ပြီးရင်အားလုံးကိုသမသွားအောင်လို့မှွေပေးပါမယ်။ နှုတ်မုတ်ကိုထမင်းစားစွန်းနဲ့နှစ်စွန်းစာထည့်ပါရယ်။သားလေးအနေငယ်ထည့်ပါရယ်။နှုတ်စီထမင်းစားစွန်းနဲ့နှစ်စွန်းထည့်ပါရယ်နော်။ရသားလေးစိမ့်စိမ့်လေးစားခြင်းနဲ့အတွက်ကြောင့်နှုတ်စီနှုတ်မုတ်ထည့်ခြင်းဖြစ်ပါရယ်။ပြီးရင်အားလုံးကိုတမတော်အောင်လို့ကျဲဝှမွေတန်လေးနဲ့တေသေးချာချာလေးခလောက်ပေးပါမယ်။ဒီလိုနေထားလေးရောက်ပြီဆိုရင်ကြိတ်ထားတဲ့ကစုံဦးလေးတွေထည့်ပြီးတော့မွေပေးမယ်နော်။ကစုံဦးတွေကျေသွားအောင်လို့အထက်ကအဆိုင်ခဲလေးတွေရောအားလုံးကျေသွားအောင်လို့တေသေးချာချာလေးမွေပေးရပါမယ်နော်။အဲနောက်တဲ့ နဲ့တဝက်ကိုထပ်ထည့်မယ်။မကတော့လက်လေးနဲ့ပဲသေသေးချာချာလေးခြေပေးလိုက်တယ်နော်။ရေကို600မီလီထပ်ထည့်ပါရဲ။ကြုံမဲ့အိုးတွေကိုရေထည့်ပြီးတာနဲ့သူ့ကိုသေသေးချာချာလေးစိတ်ရှည်လက်ရှည်အခုလိုလေးမှွေပေးမယ်နော်။မှွေပေးရင်းကနေပြီးတော့အထဲကကစုံဥတွေအလုံးပျော်သွားတဲ့အနေထားလေးရောက်လာပြီဆိုရင်တော့မီးကိုအလက်လက်ကလေးဖွင့်ပြီးတော့အမားတို့စပြီးတော့ကြိုပေးမှဖြစ်ပါရဲ့။ 5မိနစ်လောက်နေထားမှထောပတ်စီလေးထည့်ပေးမယ်နော်ထောပတ်စီလေးထည့်တော့ပစုံးဥသားလေးကပျောင်ပျောင်လေးနဲ့ဆူဆူလေးရမ်းကိုစားကောင်းပါတယ်နော်အနံ့လေးလည်းမှွေးပါတယ်သူ့ကိုမိနစ်20လောက်ထိုးပေးရပါတယ်နော်ကဲမိနစ်20လောက်အနေမှာအခုလိုလေးမုတ်သားလေးကပြစ်ပြစ်ကလေးဖြစ်လာပါပြီနော်ကဲဒီလိုအနေထားလေးရောက်ပြီဆိုရင်ရောင်းမလေးနဲ့ကလော်ကြည့်မယ်မုတ်သားလေးကထွေးကနေနဲ့ကြာလာပြီဆိုရင်တော့ရပါပြီ အေးခံတဲ့ဘန်းလေးကိုထည့်ပေးမယ်ပြီးရင်မျက်နှာပြင်လေးတွေညှိပေးပါမယ်နော်ပြီးရင်အပေါ်ကနေအုံသီးမုတ်လေးတွေဖြူးပေးမယ်မကတော့အခန်းပူချိန်နဲ့နှစ်နာရီလောက်အေးခံပေးလိုက်ပါရစေ နှစ်နာရီလောက်နေထားမှဒီမှာမုတ်သားလေးကလည်းရနေပါပြီနော်အဲဒီမှာကြည်ပါရောဘုဆိုရင်တော့ကစုံပူတင်လေးရနေပါပြီနော်သူ့ကိုအတုံးကြီးကြီးလေးတွေတိဖြက်ပေးမယ်ပြီးရင်ပေါ်ကနေပြီးတော့အုံသီးလေးတွေလိုက်ပြီးတော့ကတ်ပေးမယ်နော်ဒီလိုမျိုးလေးပါရှင်ကဲဘုဆိုရင်တော့ရတာရှိပြီးစားလို့ရမ်းကောင်းတယ်ကစုံပူတင်လေးရပါပြီရှင်